ိုတူးတဲ့လောက်ရင်၈နာရီပဲပြီးမှာဒါပေမဲ့အဖွဲ့ဝင်တွေအားဖြင့်အယောက်တရာရှင်နိုင်ပေါင်း၈၀၀လုတ်ပြီးနိုင်ခေါင်းဆောင်တယောက်ကကုတ်အားဒီကိုမဟုတ်ဘူးနော်မိမိရဲ့နောက်ွယ်မှာရှိတဲ့အဖွဲ့ဝင်တွေအားကိုအားနဲ့ရွေးလို့မရတဲ့အရာတွေအားလုံးကိုအဲ့ဒီကုတ်အားနဲ့တွေးပြီးတော့ရွေးနိုင်တယ်ဒါကြောင့်လူပေါင်းများစွာကိုစီမံခန့်ခွဲတဲ့ခါမှာလူတွေကိုစီမံခန့်ခွဲတဲ့မတ်တပ်မှာပီးဆိုတော့ဖောပီးဆိုတာရှိတယ်မှတ်ထားလို့ရမှာဖြစ်ပါတယ်နော်ဒါကနံပါတ်၁ကတော့ philosophy လူတွေကိုစီမံတဲ့ခါမှာလူတွေရဲ့စိတ်ကိုသိရဘယ်သူတွေဒီဘယ်လိုပြောမှရမယ်ဟုတ်ပြီနော်ဘယ်သူတွေဒီမြောက်ပြောရ ဘလူတွေဒီ shop ပြီးတော့ခိုင်းရနော်ဘလူတွေဒီစရုပ်ကနေမှစိတ်ကနဲ့အုပ်ချုပ်မှရအဲဒါမျိုးကိုဆိုတော့လူတွေအကြောင်းကိုစရုပ်ကသိဖို့လိုအပ်တယ်နောက်တစ်ယောက်နံပါတ်1ကလူတွေအကြောင်းကိုသိပါနံပါတ်2ကတော့ရေးရှိတယ်စရုပ်ကအဲ့ဒီလူတွေအကြောင်းကိုစိတ်ကိုသိပြီဆိုရင်လူတွေကိုမူနဲ့အုပ်ချုပ်ပါဟုတ်ပြီနော်လူတွေကိုမူနဲ့အုပ်ချုပ်ပါဒါကြောင့်လူတွေကိုစီမံတဲ့အခါမှာတကက်ကိုမျှတတော့ဟုတ်ပြီနော်ကုလုပ်ငန်းတစ်ခုပေါ်မှာမြည်သူမြည်ဝါမဆိုတကက်ကို right ဖြစ်တော့မူဝါဒတစ်ခုနဲ့စရုပ်ကနေမှာတဆင့်လူတွေကိုစီမံခံကွဲနိုင်ရင်ကိုသွားရှင်တဲ့လမ်းကိုစရုပ်သွားလို့ရတယ်ဒါကြောင့် မိမိရဲ့လူတဦးချင်းစီရဲ့စိတ်ကိုသိပါလူတွေရဲ့ဆရာတို့လူတွေကိုစီမံဖို့မူတစ်ခုရှိရအဲ့ဒီမူကိုလဲတဲ့ procedure တဲ့ဟုတ်ပြီနော်လမ်းညွှန်ချက်တွေရေးဆွဲပေးထား procedure တွေလမ်းညွှန်ချက်ပေးထားတယ်ဖုံးလိုက်ရင်တစ်ဘလို့ဖြေဟုတ်ကဲ့မင်္ဂလာပါဘလို့ဘလို့ဖြေ procedure တွေအကုန်ရေးပေးထားတယ်အဲ့တော့လုပ်ငန်းရှင်ကသူလှုပ်ရှင်တဲ့အတိုင်းဟောသူ့ဝန်ထမ်းတွေသူ့အဖွဲ့ဝင်တွေအားလုံးကထွက်မိသားဖြစ်သွားတယ်ဒါကြောင့်ဒီနေ့ပုံစံသူဖြစ်သွားတယ်တကယ်တော့ဆရာတို့ကိုလှုပ်ရှင်တဲ့အတိုင်းကို1 2 3 4 10လောက်တယ်ဆိုရင်ဘယ်သူပဲလှုပ်လို့ကို့အတိုင်းပဲ ဟုတ်ပြီနော်ဒါကိုဆိုတော့ procedure လို့ခေါ်ပါတယ်။ဒါကြောင့်ဆိုတော့မိမိရဲ့ philosophy နဲ့ခုနပြောနေ policy နဲ့ procedure ရပြီဆိုရင်အဲ့ဒီအရာတွေအားလုံးကိုလည်းခေါင်းဆောင်ကစတင်ပြီးတော့ practice တယ်လက်တွေ့ကျကျလုပ်ပြရ။မူဝါဒတွေရေးဆွဲထားတယ်ခေါင်းဆောင်နဲ့စပြီးတော့လုပ်ပြ။ဟုတ်ပြီနော်မူဝါဒတွေစသတ်မှတ်ထားတယ်ခေါင်းဆောင်ကကိုယ်တိုင်အပြည့်ရှင်ကိုပါခန့် ဆိုလိုချင်အဲ့ဒီလိုမျိုး practice လုပ်မှဒီမူတွေသည်ဒီ procedure တွေသည်လက်တွေ့ကျကျဆရုပ်အောင်မြင်နိုင်မှာဖြစ်တယ်ဒါကိုလည်းဆရုပ်ကလူတွေကိုစီမံတဲ့အခါမှာဆုံးတွင်တဲ့သမားတယောက်နဲ့စတင်လုပ်ငန်းလုပ်တဲ့အခါမှာဒီလိုမတ်သက်တိန်နဲ့ဆရုပ်ကနေမှတဆင့်စီမံခံခွဲတော့မှတဲ့လုပ်ငန်းသည်အောင်မြင်နိုင်မှာဖြစ်ပါခွဲရမောင်းမယ်ဒီနေ့ဒီအချိန်ခါသည်ဂျေစုဆန့်ရအချိန်တက်မိဘတွေအတွက်ဆရာသမားတွေအတွက်ဘုပေါ်မှာဂျေစုရှိတဲ့သူတွေအတွက်ဂျေစုဆန့်ရအချိန်တက်